မြန်မာနိုင်ငံမှာလူကြိုက်များတဲ့ Inline 3 engine နဲ့ Top Gun စိုင်းရဲက2025မှာ upgrade အစ်တွေနဲ့ထွက်ရှိလာပြီဖြစ်ပါတယ်။ S စိုင်းရဲက Yamaha MD09 စိုင်းဖြစ်ပါတယ်။နောက်ဆက်လေးခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီးယနေ့ချိန်ထိ generation 3ခုထိ upgrade အသစ်တွေနဲ့ထုတ်လုပ်နေအောင်ဖြစ်ပါလေ0 to 100 km ကို3စက္ကန့်နဲ့တီးနိုင်တဲ့ MD09 ဆိုင်ရဲ့ top ranger အားရုံးကန်အားက 63နျူတန်မီတာရှိမှာဖြစ်ပါတယ်။ဒီဇိုင်းမိုင်းအနေနဲ့ negative ပုံစံနဲ့မှာပြောင်းလဲလာတဲ့ခေတ်တွေအရ modern ပုံစံ negative ပုံစံဖြစ်ပါမယ်။ဒီဇိုင်းပိုင်းမှာတော့ဂျပန်ပြန်ပတ်တွေဖြစ်တဲ့ Honda, Suzuki, Kawasaki ရဲ့ဒီဇိုင်းတွေထက် Yamaha ကတော့ပိုအားစိုက်တာတော့မြင်ရပါတယ်။ MD09 engine က 160cc inline 3 engine ဖြစ်ပြီးငင်းကောင်ကြီးအား138ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။တနားကို145မိုင်တော့မြင်ဆုံးမောင်းနေနိုင်ပါတယ်။ TFT color display တိုင်းက electronic steering, ABS brake, traction control, ကွစ်ရှစ်ဖတာနဲ့ချားစနစ်ပေါင်း3600ပါဝင်ပါသေးတယ်။2025မှာရရှိနိုင်မယ့်အရောင်းတွေအနေနဲ့အပြားခဲအောင်နဲ့အမဲဆိုပြီးတော့၃မျိုးရရှိပါမယ်။2025ရမှ MD09 ဆိုင်ငယ်ဈေးကဦးမြန်မာဝင်ဈေးနဲ့ဆိုရင်3500ဝန်းကျင်ကျတဲ့မှာဖြစ်ပါတယ်။အရင်ပုံမှန်ဝင်ဈေးချိန်နဲ့ဆိုရင်3300ဝန်းကျင်ကျတဲ့မှာဘလို့မှဟောစားမှာဖြစ်ပါတယ်။